အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြဆွန်လိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူ99စနေရေးသားထားတဲ့ကွာရှင်ဟိုတယ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ကွာရှင်ဟိုတယ်သူနဲ့သူမမင်္ဂလာဆောင်တာ10နှစ်တင်တင်ပြည့်ခဲ့ပြီလင်မယားနှစ်ယောက်ကြားမှာဘာစိတ်လှုပ်ရှားမှုမှမရှိတော့သလိုစိတ်ဝင်စားမှုလည်းမရှိတော့ဘူး အချိန်ကြာလေသူမကိုတာဝန်နဲ့ဝတရားအရာ သူဆက်ဆက်နေရတယ်လို့သူထင်လာလေသူမအပေါ်သူညင်းဝေလာတယ်အထူးသဖြင့်သူ့အလုံးမှာအသိဝင်လာတဲ့တတလက်လက်ကောင်မလေးတယောက်ကြောင့်ဖြစ်သည်ကောင်မလေးကသူ့ကိုယူသွစေသည်ဒါဟာသူ့ရဲ့ဒုတိယအရွယ်စိတ်လှုပ်ရှားမှုလို့သူထင်သည်အကြိမ်ကြိမ်တွေးသောဆုံးဖြတ်ပြီးနောက်သူမနဲ့ကွာရှင်ဖို့သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခန်းစားချက်မျိုးကသူမအတွေ့ထုံချင်နေပါပြီတီတီငငိမ့်နဲ့သူ့တောင်းဆိုချက်ကို သူမကောင်းညှိလိုက်တယ်နှစ်ဦးသာတရားရုံးသွားပြီးကွာရှင်ကြတယ်ကွာရှင်စာချုပ်ပေါ်မှာလက်မှတ်ထိုးပြီးရုံးကနေသူတို့ထွက်လာကြတယ်နှစ်ယောက်စလုံးသူ့တလန်းကိုတလန်းလွတ်လပ်သူတွေဖြစ်သွားကြပြီဒါပေမဲ့ဘာကြောင့်မှန်မသိသူ့စိတ်ထဲမှာဟာတာတာခန်းစားနေရတယ်သူမကိုသူတစ်ချက်ကြည့်ပြီး မိုးတောင်ချုပ်နေပြီငါတို့ညစာအတူသွားစားရအောင်ကောင်းပြီလေကွာရှင်းဟိုတယ်ဆိုတဲ့စားတောက်ဆိုင်အစ်စ်ဖွင့်ထားတယ်လို့ကြားတယ်အဲ့ဒီကွာရှင်းဟိုတယ်ကကွာရှင်းပြက်စဲပြီးစားဇနီးမောင်နှံတွေနောက်ဆုံးတနက်အတွက်တီးတန့်ဖွင့်ထားတဲ့ဟိုတယ်ပါတဲ့အဲ့ဒီမှာသွားစားရအောင်သူ့ကိုတစ်ချက်ကြည့်ပြီးသူမပြောတယ်သူကောင်းညိတ်ပြီးနှစ်ယောက်သားနှုတ်ဆက်လို့ဟိုတယ်ထဲရှေ့ဆက်နောက်ဆင်းဝင်သွားကြတယ်။ကောင်းသောညနေခင်းမှာ အခန်းထဲထိုင်လိုက်တာနဲ့ဟိုတယ်ဝန်ထမ်းကရောက်လာတယ်။ဘာများသုံးဆောင်ကြမလဲရှင်။မင်းမကွာ။သူမကိုကြည့်ပြီး သူပြောလိုက်တယ်။ကျမအပြင်တိတ်မထွက်တော့ဒါရီကိုမသိဘူးရှင်းမှာပါ။သူမကောင်းခါပြီးပြောတယ်။ Sorry ကျမတို့ကွာရှင်ဟိုတယ်မှာစီကံတစ်ခုရှိတယ်။ဒီညစာကိုမင်းမဖြစ်သူကယောက်ျားကြိုက်တတ်တာတွေမှာပေးရသလိုယောက်ျားဖြစ်သူကလည်းမင်းမကြိုက်တာတွေကိုမှာပေးရပါဗျ။ ဒါကိုနောက်ဆုံးအမှတ်တရလို့ခေါ်ပါတယ်။ကောင်းပြီလေ။စပင်ကိုသူမတတ်တင်ပြီးဟင်းတွေမှားလိုက်တယ်။ငါးပေါင်းတပွဲ၊မှုကြော်တပွဲ၊မှုနွေရတုတ်တပွဲ။ဒီဟင်းတွေအားလုံးဂျင်းစက်သွန်နေစက်သွန်ဖြူမထင်နဲ့နော်။ကျမအမျိုးသား။အော်ဒီအမျိုးသားကအဲ့ဒါတွေမစားဘူး။လူချင်းမင်းကရောဘာပါမလဲ။ဝန်ထမ်းကသူ့ကိုကြည့်ပြီးမိတယ်။တခဏလောက်သူငေးကြောင်သွားမိတယ်။ လက်ထက်ပြေးဆက်နှစ်မှာကုတ်မိမဘာကြိုက်တတ်မှန်းသူမသိခဲ့ပါဘူး။ဗဆက်ကြီးဟပြီးသူဘာပြောရမှန်းမသိဖြစ်နေတယ်။ဒါရီဘက်လုံးပါ။အဲ့ဒီဟင်းကကျမတို့နှစ်ယောက်စလုံးကြိုက်တဲ့ဟင်းပါ။သူ့အဖြစ်ကိုသူမကအမြန်ဝင်ခဲ့တယ်။ဝန်ထမ်းကမှလည်းကရှိပြီးတကယ်လည်းပြောရရင်ကျမတို့ကွာရှင်ဟိုတယ်ကိုနောက်ဆုံးအကြိမ်ညစာလာစားကြတဲ့ဇနီးမောင်နှံတွေကဘာမှစားကျင်စိတ်ရှိကြတာမဟုတ်ဘူး။ ဒါကြောင့်ဒီနောက်ဆုံးအမှတ်တရကိုမစားကြတော့ဘဲကျမတို့ဟိုတယ်က ကွာရှင်းသူတွေအတွက်အထူးစီမံထားတဲ့အအေးကိုပဲတောက်ကြရအောင်။ကျမတို့ဟိုတယ်ကိုရောက်လာသူတိုင်းကဒါကိုမငင်းမဲမှာကြတယ်။အင်းဒါဆိုလဲအအေးမဲမှာကြတာပေါ့။သူတို့နှစ်ဦးစလုံးကောင်းညိပြီးပြောတယ်။တိတ်မကြဘူးဝန်ထမ်းကောင်မလေးကအအေးနှစ်ခွက်လာပို့တယ်။တစ်ခွက်ကရေခဲပါတဲ့အပြာနှုတ်ရောင်အရေးဖြစ်ပြီးတစ်ခွက်ကအငွေ့ထောင်းထောင်းထနေတဲ့အနီရောင်အရေးဖြစ်တယ်။ ဒီအေးတွေကို မီးတောက်တဝက် ပင်လယ်ရေတဝက်လို့ခေါ်တယ်။သုံးဆောင်နိုင်ပါပြီ။ဝန်ထမ်းကောင်မလေးကပြောပြောဆိုဆိုနေရကခွာတယ်။အခန်းတစ်ခုလုံးတိတ်ဆိတ်နေတယ်။နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ပြီးဘာပြောရမှမသိဖြစ်နေကြတယ်။တကားခေါက်တန်နဲ့အတူဝန်ထမ်းကောင်မလေးဝင်လာပြန်တယ်။လူချင်းမင်းသူ့ကိုပထမဆုံးအကြိမ်ပန်းစစ်လက်ဆောင်ပေးတဲ့အဖြစ်ကိုမှတ်မိသေးလား။အခုအရာအလုံးကပြီးဆုံးသွားခဲ့ပြီ။ လေမယားမဟုတ်တော့လေတငယ်ချင်းမိတ်ဆွေအဖြစ်အတိအမှတ်ပြုလို့ရတယ်။သူ့ကိုနှင်းစီတပွင့်လက်ဆောင်ပေးလိုက်ပါအောင်။သူမတကောလုံးတုံ့လှုပ်သွားမိတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကသူ့ပန်းစီပေးတဲ့ပုံရိပ်တွေကို သူမမြင်ရောက်လာမိတယ်။အဲ့ဒီတုန်းကဆွေမရှိမျိုးမရှိတဲ့ဒဇင်းမျိုးမှသူတို့ဘာမှမရှိခဲ့ဘူး။အရာအားလုံးတုံညာကစခဲ့ကြတယ်။နှင်းလေနှစ်ခင်းမှာနေရာအနှံ့သူတို့အလုလိုက်ရှာကြတယ်။ရုံးကန်ကြတယ်။ ညရောက်တော့ညစေးမှာ သူမဇေယောင်းထွက်တယ်လို့သူကစားတောက်ဆိုင်မှာပကံစေတယ်။ညနဲ့တကောင်ရောက်မှာငှားနေတဲ့ဆယ်ပေပတ်လေအခန်းချင်းနဲ့သူတို့ပြန်ခဲကြတယ်။နေရက်တွေကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖျက်ကြော်ခဲရလဲသူတို့ပျော်ရွှင်ခဲကြတယ်။အဲ့ဒီမျိုးကိုရောက်တဲ့ပထမဆုံးအကြိမ်ချစ်သူများနေမှာသူမအတွက်သူပထမဆုံးအကြိမ်နှင်းစီအနေရဲ့ရက်တပွင့်လက်ဆောင်ပေးတယ်။သူမမျက်ရည်ကြအောင်ပြောခဲတယ်။ ဆယ်နှစ်တိုင်ခဲ့ပါပြီသူတို့ဘဝအရာအလုံးပြည့်စုံလာခြင်းလမ်းကွာတနေရာမှာသူတို့ရှောင်နေကြတယ်အတိတ်ကအကြောင်းတွေတွေ့ရင်သူမမျက်ရည်ကျလာတယ်မလိုတော့ပါဘူးလက်ကပြပြီးသူမပြောတယ်လွန်ခဲ့တဲ့ဆယ်နှစ်အဖြစ်ကို သူလည်းမြင်အောင်နေမိတယ်သူမအတွက်နှင်းစီပါမပေးမိတာ9နှစ်6နှစ်ရှိခဲ့မှအခုမှသူတရေရတယ်။လိုတယ်ပန်းယူမယ်။လက်ပြပြီးသူပြောတယ် ဝန်ထမ်းကောက်မလေးကနှင်းစစ်တပွင့်ကိုယူပြီးနှစ်ပိုင်းခွဲလိုက်တယ်။ပြီးနောက်ပွင့်ဖက်တွေကိုသူတို့ရဲ့အေးခွက်ထဲပစ်ထည့်လိုက်တယ်။ပွင့်ဖက်တွေကအေးထဲပျော်ဝင်ကုန်တယ်။ဒီနှင်းစစ်ပွင့်ကကျမတို့ဟိုတယ်ကကောက်ညင်းနဲ့အထူးပြုလုပ်ထားတဲ့နှင်းစစ်တွေပါ။ဒါရီဟာလူချင်းမင်းတို့အတွက်တတရမြောက်စားစရာတစ်ခုပါပဲ။ဒါကိုရောင်ပြန်အလှလို့ခေါ်တယ်။လူချင်းမင်းတို့ဖြစ်ဖြစ်သုံးဆောင်ကြပါလိုအပ်ရင်ကျမကိုခေါ်လိုက်ပါ။ ဝန်ထမ်းကောင်မလေးကပျော့ပျော့ဆူဆူလှည့်ထွက်သွားတယ်။ဟိုမောင်သူ့အတန်တွင်လဲချောင်းဝါမှပျောက်နေတယ်။သူမလည်းကိုယ်သူဖမ်းဆော်လိုက်တယ်။သူမလည်းလှုပ်သွားတယ်။ဒါပေမဲ့မယုံမိဘူး။နှစ်ဦးသားတယောက်ကိုတယောက်မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ဘာမှမပြောဖြစ်ကြဘူး။ရုတ်တရက်မီးမိတ်သွားတယ်။အခန်းတစ်ခုလုံးမှအတိကျသွားတယ်။ အပြင်ကအရေးပေါ်ခေါလောင်းတံမြည်လာပြီးအခန်းထဲမိခိုးတွေလှိမ့်ဝင်လာတယ်။ဘာဖြစ်တာလဲ။နှစ်ယောက်လုံးအမြန်ထားရလိုက်ကြတယ်။ဟိုတယ်မိလောင်နေတယ်ဗျ။အလုံးလုံးကြရင်လမ်းညွန်ဘက်ကနေအမြန်သွားကြပါအပြင်ကအတန်ကုံအော်ဟစ်တန်ကိုကြားလိုက်တယ်မောင်ကျမကြောက်တယ်သူရင်ခွင်နဲ့တူမတော်ဝင်လိုက်တယ်မကြောက်နဲ့မောင်ရှိတယ်လာအပြင်ကိုတိုးထွက်ရအောင် သူမကိုတင်တင်ပွင့်ပြီးသူပြောတယ်။အပြင်ကိုရောက်တော့အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ဘာမှမဖြစ်ပျက်ခဲ့သလိုအရာတိုင်းကသူ့နေရာနဲ့သူရှိနေတယ်။အဲဒီအချိန်မှာဝန်ထမ်းကောက်မလေးရောက်လာပြီး Sorry လူချင်းမင်းတို့ကိုလက်အောင်လုပ်လိုက်မိပြီ။ဟိုတယ်ကမီးမလောင်ပါဘူး။အခန်းထဲကိုမီးခိုးတွေကိုတမင်လွှတ်လိုက်တာပါ။ဒါဟာကျမတို့ရဲ့စတုဒ္ဒမြောင်ဟင်းပါပဲ။ ဒါကိုရင်ထဲကရွေးချက်ခြင်းလို့ခေါ်တယ်။အခန်းထဲပြောင်းဝင်နိုင်ပါပြီ။အခန်းထဲသူတို့ပြောင်းဝင်လာခဲ့ကြတယ်။အခန်းထဲမှာပကတိအတိုင်းမီးရောင်နဲ့လင်းနေတယ်။သူမကိုသူဆွဲပွေပြီး။ဟန်နီဝန်ထမ်းကောင်မလေးပြောတာမှန်နေ။အခုနောက်ကဟန်နီနဲ့မောင်ရဲ့တကယ့်ရင်ထဲကရွေးချက်တာဖြစ်တယ်။တကယ်တော့မောင်တို့နေရောက်တယောက်ကိုတယောက်မခွဲနိုင်ကြဘူး။မနေ့ဖြန်မောင်တို့မိင်္ဂလာပြန်ဆောင်ကြရအောင်ကွာ။ မောင်စာနာရှိလို့လားနှုတ်ခမ်းကြိုက်ပြီးသူမမေးတယ်စာနာရှိတာပေါ့အခုပါမစို့မောင်နားလေတဘောပေါက်လာမှာပြီဟန်နီမောင်တို့မနေ့ပြန်အစောကြီးမိကလာဆောင်ရအောင်ကွာရှင်းမဟဲ့ပြပြောဆိုဆိုဝန်ထမ်းကောက်မလေးကို သူလှမ်းအောင်ခေါ်လိုက်တယ်ဝန်ထမ်းကောက်မလေးဝင်လာပြီးအနီရောင်ငွေတောင်းခံလွားကိုကမ်းပေးတယ်လူချင်းမင်းတို့နှစ်ယောက်အတွက်ဒါဟာဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ ဒါကိုထာဝရတောင်းခံလွာလို့ခေါ်တယ်။နှစ်ယောက်လုံးထာဝရတင်ထားပေးပါ။စာရွက်ကိုသူကြည်လိုက်တယ်။သူ့မျက်လုံးအိမ်မှာမျက်ရည်တွေပြည့်ရှင်လာတယ်။ဘာဖြစ်တာလဲ။သူမစိုးရင်တကြည်မိတယ်။ဟန်နီမောင်မှားပါတယ်။မောင်တောင်းပါပါတယ်ဟန်နီ။စာရွက်ကိုကမ်းပေးရင်သူပြောတယ်။စာရွက်ကို သူမကြည်လိုက်တယ်။စာရွက်ပေါ်မှာရေးထားတာက နှွေးထွေးတဲ့မိသားစုတစုစူးစားရုန်းကန်ခဲ့တဲ့လက်တစုံတင့်ပြန်အလားကိုညာနဲ့တကောင်အထိစောင့်နေတဲ့မငိမ့်တဲ့မိတပွင်ကြားမရဲ့ဂယုဆိုင်ပါလို့ဆနရတီလုံးမှားတဲ့စကားအနှိုင်းမဲ့တဲ့ဂယုဆိုင်မူရောက်ခမအတွက်အပြုတ်အဆုကလေးအတွက်မိုးလေးမိုးချုပ်ဆောင်ဆောင်မူတင်ဆိုင်တဲ့အစာအစာအတွက်အချက်အပြုတ်တင့်အတွက်ဆုံရှုံလိုက်ရတဲ့နုပြောခြင်းတွေဒါဟာတင့်ဇနီးမယားဖြစ်တယ် မောင်မောင်လဲပြင်ပန်းပါတယ်ဒီနေ့တွေမှာမောင်ကိုကျွန်မလှစ်လှရှုမိခဲ့တယ်လက်ထဲကစာရွက်ကို သူမကန်ပေးပြီးပြောတယ်စာရွက်ကိုသူကြည့်လိုက်တယ်စာရွက်ပေါ်မှာရေးထားတာကယောက်ျားတစ်ယောက်ရဲ့တာဝန်ကြီးလေးတဲ့တာဝန်ကိုပခုံးနှစ်ဖက်နဲ့ထမ်းထားတယ်ညားနဲ့တကောင်မှပင်ပင်ပန်းပန်းပြန်လာတယ်စာဝတ်နေရဲ့အကျွဲ့နေရာအနှက်ပြေးလွှားရတယ်ပြောမထွက်ခဲ့တဲ့စိတ်ဆင်းရဲခြင်းတွေ ညနာပေါ်ကရင်းရောခြင်းတွင်ခေမရောက်ခမတွေအတွေ့အတာဝင်တွင်ကြာရှုံခြင်းဆုံးရှုံးခြင်းနဲ့ရုန်းကန်မှုတွေမိသားစုအတွေ့သားသမီးအတွေ့မြေတာတွေဒါဟာတင့်ခင်ပေါ်မှာဖြစ်တယ်။နေရောက်သားတယောက်ကိုတယောက်ပွေဖက်ပြီးသူတို့ငုံမိကြတယ်ငွေရှင်ပြီးဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင်စကားပြောကြတယ်။အဲဒီနောက်တယောက်လက်ကိုတယောက်တွေ့ပြီးဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ်ပျော်ရွှင်သွားကြတဲ့သူတို့နောက်ကျောပုံရိပ်ကိုကြည့်ပြီးဟိုတယ်မန်နေဂျာကောင်းတဆက်ဆက်ညှိနေခဲ့တယ်။သိပ်ပျော်စရာကောင်းတာပဲ။ကျွန်တော်တို့ကွာရှင်ဟိုတယ်ကမီတာစုတစုကိုကဲတင်လိုက်ပြန်ပြီ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူ နိုင်နိုင်စနစ်ရေးသားထားတဲ့ကွာရှင်ဟိုတယ်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အလုံးမဲ့မိင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ချစ်စွန်လိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူ99စနေရေးသားထားတဲ့ ချစ်စနီဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ချစ်စနီအဲ့ဒီနေညနေခင်းကိုကျွန်တော်တသက်မင်းနိုင်တော်မှာမဟုတ်ပါဘူး။အဲ့ဒီညနေခင်းမှာခရိုင်းလိုပဲအားကစားတဲ့ကြည်နေတဲ့ကျွန်တော်ကို ရေချိုးခန်းထဲကထွက်လာတဲ့မိမကမောင်ခင်းချေတော့မှဘယ်လိုဖြစ်ပြီးမျက်နှာသလုံးပေါ်လာတာလဲမသိဘူးလို့ပြောတယ်ကျွန်တော်ကစေပညာဘဟုတ္တတာနေပါသူပါ မိမတွေဆိုတာကိစ္စတသေးမမွားကိုရေးကြီးခွင့်ချက်လောက်တတ်တဲ့အမျိုးမျိုးသူပြောတာကိုကျွန်တော်အရင်မလုပ်ခဲ့ပါဘူးကျွန်တော်တို့ရဲ့အိမ်တော်ကြီးကစိတ်တဘောထားညီတယ်ငိမ့်ချမ်းတယ်လို့ဆိုရပါမယ်ကျွန်တော်ယာထူးတိုးပြီးတဲ့နောက်မိမကအိမ်နောက်တာဝန်ကို လုံးဝပခုံးပြောင်းယူလိုက်တယ်ကျွန်တော်အလောက်ကမကြာခဏအချိန်ပိုဆင်းရတယ်မကြာခဏခီးထွက်ရတယ်တခါတလေခီးထွက်ရင်တလားလောက်ကြာတတ်ပါတယ် ခရီးထွက်သူတိုင်းကအိမ်မှာကြံခဲတဲ့မိသားစုတားသမီးတွေကို စိတ်ပူတတ်တယ်။ဒါပေမဲ့ကျွန်တော်ကတော့ပေါ့ပေါ့ပါပါပါပဲ။လူကြီးသူမှာကလေးတွေကိုကျွန်တော်မိမကယူဆက်ဆောင်ရှောက်လိုက်မယ်ဆိုတာသိထားလို့ပါ။တကယ်တော့ကျွန်တော်မိမကို အားကြကြတဲ့လူတွေက ကျွန်တော်ကို အားကြကြတဲ့လူတွေလောက်များပါတယ်။လူတွေရဲ့အကြည့်မှာသူမဟာဘာမှပူပင်ကြောင်ကြဆရာမလိုတဲ့သူတိုက်ရှိကားရှိပြီးအရာရာပြည့်စုံတဲ့လူ လင်းယောက်ျားချင်းမြတ်တို့သူလို့မြင်ကြတယ်။တကယ်လဲရိုမန်တစ်ဆန်ဆန်အချက်တွေကိုကျွန်တော်နားမလည်ပေမဲ့ကျွန်တော်တို့အိမ်ထောင်ရေးတာယာခဲ့ပါတယ်။ကျွန်တော်မိမကဆေးကုမ္ပဏီမှာလုပ်ဖို့တော့ဘယ်လိုဖြစ်ဖြစ်ဆေးပညာဗဟုထုတာကိုကျွန်တော်ထက်သူနားလည်တယ်လို့ဆိုရမယ်။ဒီလိုအရေးပြားပေါ်မထင်မှတ်ပဲရုတ်တရက်ထွက်ပေါ်လာတဲ့မယားမနာတဲ့အမှဲ့တွေဟာတခခုဖြစ်နိုင်နေဆိုတာကိုသူသိတယ် ဒီလိုနဲ့သူကိုယ်တိုင်ဆဲယုံသွားပြီးစစ်ဆေးကြည့်တော့အရေပြားကင်စာလို့အဖြေရပါတယ်။အဲ့ဒီအဖြေကကျွန်တော်တို့အားလုံးကို၆ခြားတုံ့လုံသွားစေတယ်။သူ့ကိုကျွန်တော်အဖော်ပြုပေးပြီးအကောင်းဆုံးဆိုတဲ့ဆဲယုံတွေမှာသွားရောက်စစ်ဆေးခဲ့တယ်။ဆဲယုံတိုင်းရဲ့အဖြေကတူနေပါတယ်။နာမည်ကြီးဆရာဝန်တယောက်ကဒီလိုကင်စာမျိုးရဲ့တိတ်ဆုံးနှုန်းဟာ60ရာခိုင်နှုန်းဖြစ်တယ်။ဒါဟာအရေပြားကင်စာထဲမှာအစိုးဝါဆုံးတစ်မျိုးလို့ကျွန်တော်ကိုပြောပြပါဗျာ။ တိတ်မကြပါဘူးဆရာဝန်တွေခတ်မှန်းတယ်လို့ပဲသူ့ခြေတောက်တွေသူ့လက်မောင်းနဲ့နောက်ကျောတွေမှာမှဲ့နဲ့တွေအဆက်မပြတ်ထွက်လာပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ရောစိတ်တက်ပါတဖြည်းဖြည်းချင်းနဲ့လာခဲ့တော့တယ်။ကျွန်တော်မှတ်မိသလောက်အရင်က ကျွန်တော်မကြခဏဖျားနာတတ်ပေမယ့် ကျွန်တော်မိမကဖျားနာခဲ့သူပါခုတော့အားအားမနေတဲ့သူတယောက်ကလူနာကလေးပေါ်မှာငြင်းငြင်းတက်တက်လှဲလျောင်းနေခဲ့ရပါပြီ။သူမရှိတဲ့အိမ်ကတိတ်ဆိတ်၆ကလုံးနေတယ်။ မီးဖို့ချောင်ဟာလည်းရေနွေးရေငွေကင်းစလို့အိမ်အတုံးဆောင်တွေနဲ့ဖုံတွေကန့်ကြည့်လို့နေခဲ့ပါပြီအရင်ကတောက်ပခဲ့တဲ့နေရာလေးအပြင်ကပြန်ရောက်တိုင်းနှွေးထွေးလုံကျုံခဲ့တဲ့နေရာလေးကခုတော့ကျွန်တော်မမမီလောက်အောင် ပြောင်းလဲခဲ့ပါတယ်အိမ်ကအတုံးအဆောင်တော်တော်များများနဲ့ကျွန်တော်စိန်ခဲ့တယ်ထမင်းတအိုးတဲဖို့ဟင်းတစ်ခွက်ချက်ဖို့ကျွန်တော်အတွက်အရန်ခက်ခဲခဲ့တယ်ကျွန်တော်ဖြော်တဲ့ကော်ဖီအရသာ ကျွန်တော်ပြုတ်တဲ့ခောက်ဆွဲအရာသားကသူချက်တဲ့အရာသားနဲ့တခြားစီဖြစ်နေတယ်အရင်ကသူအလွယ်တကူကမ်းပစ်တတ်တဲ့နေစင်သုံးပစ္စည်းတွေခုတော့ဘယ်လိုရှာရှာကျွန်တော်ရှာမတွေ့ပါဘူး။သူစိတ်ယုံတတ်တဲ့နေကစားပြီးကျွန်တော်အလောက်က ခွင့်ယူခဲ့တယ်။နေနေညာညာအတတ်နိုင်ဆုံးသူ့အနားမှာပဲကျွန်တော်နေခဲ့တယ်။ဒီအချိန်ကြာမှာတကယ်လို့အိမ်တဲ့အိမ်မရှိရင် တကယ်လို့အဲ့ဒီအိမ်မှာစင်နာတတ်တဲ့အိမ်အောင်ရှင်မတယောက်မရှိရင် ယောက်ျားဖြစ်သူဟာပတ်စံဘယ်တော့ပဲရှာရှာနာမည်ဘယ်တော့ပဲကြီးကြီးဒါရီအားလုံးဟာဘလာဆိုတာကိုကျွန်တော်နားလည်ခင်မိပါတယ်သူ့ယောဂတဖြည်းဖြည်းဆိုးဝါးလာချိန်မှာမိတ်ဆွေတယောက်ကမြို့တင်မြို့မှာ အရေပြားကင်ဆာအထူးကုဆရာဝန်တဦးရှိကြောင်းကျွန်တော်ကိုပြောပြပါတယ်ဒီလိုယောဂမျိုးကိုအဲ့ဒီဆရာဝန်ကုသပျောက်ကင်းခဲ့ဖူးတယ်လို့လဲဆိုပါတယ်။ဒါပေမဲ့ကုသစီကြီးမယ်။တခါခုရင်၃လကြာတယ်လို့ဆိုတယ် မိမကိုဒီအကြောင်းကျွန်တော်ပြောပြတော့ယောဂဝေဒနာဖိစီးနေတဲ့ဇာကစကားတခွန်းကိုသူရှင်းရှင်းလင်းလင်းပြောပါတယ်ခင်အသက်ရှင်ပါရစေတကယ်ပါကျွန်တော်တို့ဟာတယောက်ကိုတယောက်အရင်ကဘယ်လောက်ချစ်ကြတယ်ဆိုတာကိုကျွန်တော်မသိခဲ့ပါဘူးဒါပေမဲ့အဲ့ဒီစကားကို သူ ပြောလိုက်တဲ့တခဏမှာကျွန်တော်တို့ဟာကဘာပေါ်မှာအချစ်ဆုံးလင်မယားလို့ဖို့အတင်တော်ဆုံးခုလိုအတူတူပေါင်းသိရတာကံအကောင်းဆုံးဆိုတာကိုကျွန်တော်သိလိုက်ပါတယ် ်သူအသက်ရှင်ရမယ်သူ့ကိုကျွန်တော်အသက်ရှင်စေရမယ်ကျွန်တော်တို့အတူတဖြည်းဖြည်းအိုမင်းပြီးသားသမီးရဲ့သားသမီးတွေဖဖို့ဖဖွားလို့ခေါ်တဲ့အတန်ကို အတူတူနားထောင်ကြမယ်သူ့ကိုအဲ့ဒီဆရာဝန်နဲ့ဆေးကုဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်အလုံးမခွင့်ရရှိတဲ့နော်လောဖော့ဂိုင်ဖက်တွေရဲ့တီးရိုးစကားကို ကျွန်တော်ကြားခဲ့ရတယ်တကယ်လို့ကျွန်တော်သာဆိုရင်ကုမနေတော့ဘူးနဲတဲ့ဆေးကုခါမှမဟုတ်တာ ကုလို့မရရင်ပတ်စံကုံလူပင်မန္တာပဲအဖက်တင်တယ်။ဒီလိုစကားမျိုးပြောသူတွေဟာကိုယ့်ရဲ့အရင်နေဆုံးလူလောကကြီးထဲကနေထွက်ခွာသွားတော့မယ်ဆိုတဲ့ခံစားချက်ကို မခံစားဖူးသေးလို့ဖြစ်လိမ့်မယ်။ဒီငွေကြေးလေးကလူတယောက်အသက်ရှင်ဖို့အတွက်မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကိုလည်းသိဖို့မရလို့ဖြစ်လိမ့်မယ်။ကိုသားစိတ်ဘယ်လောက်ကြီးကြီးသူသာအသက်ရှင်မယ်ဆိုရင်အိမ်ရောင်းကားရောင်းပြီလဲကျွန်တော်ကူပါမယ်။ အဲ့ဒီမျိုးကိုစေသွားမခုခင်လိုအပ်တဲ့နေစင်သုံးပစ္စည်းတွေကျွန်တော်လိုက်ဝယ်ခဲ့တယ်။ပွဲတော်ရဲ့နီးလာလို့လားမသိဘူး။ဈေးတွေ၊ကုန်တိုက်တွေမှာမိသားစုအလိုက်ပျော့ပျော့ရွှင်ရွှင်ဈေးဝယ်နေသူတွေတွေ့တော့ကျွန်တော်ဟာအပျော်တွေနဲ့ခွဲခြားခံထားရသူလို့ထင်မိတယ်။အပျော်အပျုံးတွေဆိုတာကျွန်တော်မိမယောဂစဖြစ်ကလေးကကျွန်တော်နဲ့မဆိုင်တော့သလိုပါပဲ။မိမရေးပေးတဲ့စည်ရင်အတိုင်းကျွန်တော်ပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်။ အိတ်တွေဆွဲပြီးဆိုင်ကထွက်တော့အိတ်တွေအရန်လေးတာကိုသတိထားမိတယ်။ဒီလောက်နှစ်တွေအကြာကြီးတအိမ်လုံးအတွေ့လိုအပ်တဲ့အသုံးဆောင်တွေဝယ်ခဲ့တဲ့သူစန်တ AC တပုံးဘယ်တော့ပေးရမှန်းမသိတဲ့ကျွန်တော်။ဆိုင်ကနေအိမ်အထိလေးလံတဲ့ပစ္စည်းတွေကို သူ့ဘယ်လိုတည်ခဲ့သလဲ။ကျွန်တော်လုံးဝမသိခဲ့ပါဘူး။အိမ်တအိမ်လုံးရဲ့ဝင်ထုတ်ဟာကျွန်တော်ပါလို့ကျွန်တော်ထင်ခဲ့တယ်။သူလဲကြချင်ရောက်မှဒီအိမ်မှာသူသားလင်းအရေးပါဆုံးဆိုတာကိုကျွန်တော်သိလဲရပါတယ်။ ဆဲသွားကုတဲ့မြို့လေးမှာမင်္ဂလာဆောင်ပြီးစကားလို့နေရက်တွေကိုကျွန်တော်တို့ကြင်ကြင်နာနာဖြတ်တန်းခဲ့ကြတယ်။၃လအတွဲမှာ မခွဲမခွာအတူနေခဲ့ကြတယ်။အတူတူရီမောခဲ့ကြတယ်။အတူတူငိုကြွေးခဲ့ကြတယ်။ဒီလိုတယောက်နဲ့တယောက်စိတ်ချင်းကပ်ပြီးစကားမပြောဖြစ်ခဲ့တာနှစ်တွေပဲလောက်ကြာခဲ့ပြီမှကျွန်တော်မမှတ်မိတော့ပါဘူး။ကူတာတဲ့ပထမတလအတွဲမှာသူနည်းနည်းတတလာပါဗျ။ တခါတလေသူ့ကိုတွေ့ပြီးပန်းချံနဲ့ကျွန်တော်တို့လမ်းလျှောက်ကြတယ်။ကျွန်တော်တို့မြို့ရဲ့ပန်းချံဝါရှိမှာသူနဲ့ပထမဆုံးအချိန်ဆုံခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောကြတယ်။ပထမဆုံးအချိန်ကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်းကိုပြောကြတယ်။ဒါရီဟာဟန်နီမွန်အချိန်ပြောကြတဲ့စကားတွေပါ။ခုချိန်မှာဒါရီကို အောင်းမေ့ရတော့ရင်ထဲပေါ်နာချင်းချေခွေရပါတယ်။မင်္ဂလာဆောင်ပြီးနှစ်တွေအကြာကြီးထဲမှာကျွန်တော်တို့အခုလိုစကားများများမပြောဖြစ်ခဲ့ကြပါဘူး။ ၃လအတွင်းမှာတဖြည်းဖြည်းနွမ်းလျားလာတဲ့သူ့ကို ကျွန်တော်မကြည့်ရခဲ့ဘူးအထူးကုသနည်းတွေက သူ့အတွက်အသုံးမဝင်ခဲ့ဘူးစံပြုတ်တစွန်းတောက်ဖို့ကို သူ့တော်တော်အားစိုက်ခဲ့ရတယ်နောက်ဆုံးအိမ်ပြန်ရအောင်လို့ကျွန်တော်ကို သူပြောပါတယ်ဒီလိုနဲ့မျှော်လင့်ချက်မဲ့စွာ ကျွန်တော်တို့အိမ်ပြန်ခဲ့ကြတယ်အိမ်ပြန်ရောက်ပြီးနောက်တနေ့ထက်တနေ့သူအင်အားပုံမဲ့လာခဲ့တယ် ကင်ဆာသမားတွေအကြောင်းအရဆုံးနာကျင်ခံစားမှုကို သူစခံစားနေရတယ်။ညတိုင်းသူအိတ်မပြောဘူး။နာကျင်နာတွေစိတ်ခံပြီးသူညင်းညူနေခဲ့ရတယ်။အနာခံဆဲတွေလည်းမတိုးတော့ပါဘူး။သူ့အစာကျွန်တော်ခံစားပေးလိုက်ခြင်းနဲ့သူခံစားနေတာတွေကိုကျွန်တော်ဘယ်လုံးမှမကြည့်ရခဲ့ဘူး။တခါတလေဝေဒနာတက်တာလာချိန်မှာအိမ်ဝတ်ကိစ္စအဝဝကို သူမှတတဲ့ အဲ့ဒီအချိန်ကြာမှာသူဟာဒီနေအိမ်အတွက်ဒီမိသားစုအတွက်ဘယ်လောက်ဆစ်ဆန်ဘယ်လောက်အလုပ်ရှုပ်ခဲ့တယ်ဆိုတာကိုကျွန်တော်နားလည်လိုက်ရတယ်။ပြီးတော့ကျွန်တော်ကြိုက်တတ်တဲ့အစားအစာတွေဘယ်ဆိုင်မှာရနိုင်ကြောင်းကျွန်တော်ဝင်းနေကြအင်ကြီးဟာဘယ်နံပါတ်ဘယ်တစိ့ဖြစ်ကြောင်းဘယ်ဆိုင်မှာဝင်နိုင်ကြောင်းပြောပြပါရယ်။မဆုံးခင်၃ရက်အလိုမှာအဝတ်လျှော်ဆက်ကိုဘယ်လိုသုံးကြောင်းကျွန်တော်ကိုသူတင်ပြသွားခဲ့ပါသေးတယ်။သူ့ကိုကျွန်တော်တတိယမိပြန်တယ်။ ကျွန်တော်သွေးလူပြီးအိမ်ပြန်ရောက်တာနဲ့သွေးအားကောင်းစေမယ့်ဟင်းတွေကိုသူချက်ထားတတဲ့။သားကလည်းဒီအိမ်မှာပတ်စံရှာရတဲ့ဖဖေကအပင်ပန်းဆုံး။ဒါကြောင့်ဖဖေကအရေးအပါဆုံးလို့ပြောပြတတ်တယ်။တကယ်တော့သူသားလင်းအရေးပါဆုံးလူတရားပါ။သူမရှိတော့ကျွန်တော်တို့သားအဖမှာပျော်ရွှင်တာကိုဆွံ့လွန်လိုက်ရတယ်။သူဆုံးတော့သူ့အုပ်ကိုမှတ်တိုင်မှာချစ်စနီးလို့ကျွန်တော်ရေးထုတ်ခဲ့ပါတယ်။ ကျွန်တော်ဟာယနေ့ကခန်းစားချက်ကိုအလွယ်တကူလှိမ့်ဟပြတတ်သူမဟုတ်ခဲ့ပါဘူး။တမီးရေးစားဖြစ်တုန်းကလည်းသူ့ကိုချစ်ကြောင် ကျွန်တော်တိတ်မပြောဖြစ်ခဲ့ဘူး။အခုတော့အဲ့ဒီချစ်ဆိုတဲ့စာလုံးကိုအုတ်ကုပေါ်မှာပဲရေးထိုးပေးနိုင်ခဲ့တော့တယ်။မင်းကလေးတိုင်းကချစ်တဲ့အကြောင်းကို သူချစ်တဲ့လူရဲ့ပါဆက်ထဲကနေ ထွက်လာတာကိုပဲနားထောင်ချင်ကြတယ်။သူမျော်လင့်တဲ့အချိန်၊သူကြားမာတဲ့အချိန်မှာဘာဖြစ်လို့ကျွန်တော်မပြောပြခဲ့ရတာလဲ။ အခုချိန်မှာကြားမပြီးပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့ယောက်ျားတွေကိုကျွန်တော်မှချစ်ပါတယ်။ခမည်းတော်ရဲ့မိမကိုခမည်းတော်ကောင်းကောင်းချစ်ပါ။မိမအတွက်အချိန်အနည်းငယ်ချန်ထားပေးကြပါ။ခမည်းအတွက်သူလှုပ်ပေးသမျှကိုလစ်လျူမရှုလိုက်ကြနဲ့။ဆုံရှုံသွားမှသူ့အလှအပသူ့ကောင်းကွက်ကိုမနှမြောကြပါနဲ့။စနီးမယာမိမဆိုတာလောကကြီးမှာခမည်းကိုအချစ်ဆုံးနားအလဲဆုံးလူပါ။ ခမားအတွက်အရာရာကိုစွန့်ရဲတဲ့သူပါဘယ်ယောက်ျားဘယ်မိန်းမရဲ့အချစ်တွေနဲ့ဇနီးမောင်နှံနှစ်ဦးရဲ့အချစ်ကိုမနှမ်းရှင်ကြပါနဲ့လို့ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူ နိုင်နိုင်စနေရေးသားထားတဲ့ချစ်စနီးဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်